မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 1ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့အရှိမြောက်တိုင်းစစ်ဌာနချုပ် area အတွင်းမှာရှိတဲ့လာရှိုးလေရင်ကွင်းကို MNDA တပ်များကဇွန်လ30ရက်နေ့မှာသိမ်းပိုက်လိုက်ပြီးတော့မနေ့ကညပိုင်းမှာအရှိမြောက်တိုင်းစစ်ဌာနချုပ်အဲ့ရိတ်သားအထီးကိုဝင်ရောက်လာပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်လာရှိုးလေစိမ့်နဲ့လေရင်ကွင်းကိုဇူလိုင်လ30ရက်နေ့နဲ့ဇူလိုင်လ31ရက်နေ့တွေမှာ ဇက်တိုက်သိမ့်ပတ်လိုက်ပြီးတော့လေရင်ကွင်းအကျော်အားကစားကွင်းကိုလည်းထပ်မံသိမ့်ပတ်ခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်မှာတော့မနေ့ကဇူလိုင်လ31ရက်နေ့ညနေပိုင်းမှာအရှိမြောက်တိုင်းစစ်ဌာနချုပ် တိုင်းအရေးတာအတွင်းပိုင်းအထည်ကိုမြောက်ပိုင်းမဟာမိတ်တပ်များကဝင်ရောက်လာခြင်းဖြစ်တယ်လို့သိရပါတယ်။အနီးကပ်တိုက်ပွဲတွေဖြစ်တယ်လို့သိရတယ်။မြောက်ပိုင်းတပ်တွေကဝင်ရပိတ်ဆို့ထားလို့အထက်ကစစ်သားရောပြည်သူစစ်တွေရောလက်နက်တွေကိုဖြတ်ပြီးတော့အရက်ဝတ်တွေလဲပြီးရတယ်လို့စုတ်ခွာကြတယ်။ဒီမနက်တော့အချိန်ဒီအသေးစိတ်တော့မသိရသေးဘူး။မနေ့ကညပိုင်းအထည်ကတော့ရမခတိုင်းအရေးတာတဲကိုမြောက်ပိုင်းတပ်တွေအလုံးရင်းနဲ့ဝင်ရောက်လာတယ်လို့သိရတယ်လို့ နေပြည်တော်စစ်ဘက်သတင်းအရေးမြစ်ကပြောကြားထားပါတယ်။မြောက်ပိုင်းမဟာမိတ်သတင်းအရေးမြစ်ကလည်းအရှိမြောက်တိုင်းစစ်ဌာနချုပ်အတွင်းနဲ့အထီကိုတော်လိုင်းတပ်များရောက်ရှိနေပြီဖြစ်ပြီးတော့ရမခအတွင်းမှာကင်းပုံးဝင်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုနေမြေရှင်းလင်းခြင်းနဲ့ တိုက်ခိုက်သိမ်းပိုက်မှုများကိုဇက်တိုက်လှုပ်ဆောင်နေတယ်လို့သိရပါတယ်။အသေးစိတ်အခြေအနေများကိုသက်ဆိုင်ရာကထုတ်ပြန်လိမ့်မှာဖြစ်တယ်လို့သိရပါတယ်။ရမခစစ်ဌာနချုပ်အတွင်းပိုင်းကိုထိုးပေါက်ဝင်ရောက်လာမှုမှာစစ်သားအလောင်းများလက်နက်ခဲယမ်းများကိုဇက်တိုက်သိမ်းဆည်းရရှိမှုတွေရှိခဲ့တယ်လို့ပြောဆိုခဲ့ပါတယ်။ MNDA တပ်များကဇူလိုင်လ3ရက်နေ့ကနေစတင်ပြီးတော့လာရှိုးမြို့နယ်ကိုစတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးဇူလိုင်လ25ရက်နေ့မှာလာရှိုးမြို့နယ်တစ်ခုလုံးကိုအပိသက်တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီးဖြစ်ကြောင်းကြေညာခဲ့တာ အုပ်ချုပ်ရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုဆောင်ရွက်သွားမှာဖြစ်တယ်လို့တရားဝင်ထုတ်ပြန်ကြေညာထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကူတိုင်းတောင်ငူမြို့နယ်ဝါထိုးချောင်းကျေးရွာမှာတိုက်ပွဲဖြစ်ပွားပြီးတော့ပျက်စီးကြံရစ်နေတဲ့စစ်ကားကိုပြန်လာတဲ့တဲ့စစ်ကောင်စီစစ်ကြောင်းကိုပြစ်ခတ်တိုက်ခိုက်ရာစစ်သား၅ဦးတိတ်ဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ22ရက်နေ့မွန်လွယ်7နှစ်အချိန်တောင်ငူမြို့နယ်ထိုးဝါချောင်းမှာတိုက်ပွဲဖြစ်ပွားပြီးတော့ပျက်စီးပြီးကြံရစ်ခဲ့တဲ့စစ်ကားတစ်စီးကိုပြန်လာဆွဲတဲ့စစ်ကောင်စီစစ်ကြောင်းနဲ့စစ်ကားများကို ကျုံကုန်းရွာမှာထမှန်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကို KNU တပ်မဟာနှင့်တရင်ငါတပ်ဖွဲ့နဲ့ KNLA တရင်ငါလက်အောက်ခံကန်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့ကန်းနီ Twilight Zone ကဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကြောင့်စစ်ကြောင်းကကာဒစီထမှန်ပျက်စီးသွားပြီးတော့စစ်ကောင်စီဘက်က9ဦးသေဆုံးခဲ့ကာ10ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အလားတူပဲမွန်ပြည်နယ်တန်ဖြူစရမြို့နယ်အမှတ်၈ပြည်တော်စုလမ်းမပေါ်အမှတ်၈ဝဲခမေးကျေးရွာအနီးမှာတိုက်ပွဲဖြစ်ပွားကာအကြမ်းဖက်စစ်ကောင်စီတပ်သား9ဦးသေဆုံးခဲ့ကြောင်း တောင်ယုံစစ်ကြောင်းထံကနေပြီးတော့သိရှိရပါတယ်ဇွန်လ26ရက်နေ့မနက်9:40မိနစ်အချိန်ကအင်အားတရာကြောင်းနဲ့စစ်ကြောင်းနှစ်ကြောင်းခွဲပြီးတော့စစ်ကြောင်းထုတ်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုအမတ်ရှိပြည်ထောင်စုလမ်းမပေါ်ဝဲခတ်မိကြေးရွာနဲ့ရွာသားအေးကြေးရွာကြားအရောက်မှာတော်လိုင်းအင်အားစုပူးပေါင်းတပ်များကကြားဖြတ်တိုက်ခိုက်ခဲ့ရာအပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲ30မိနစ်ခန့်ကြာမြင့်ခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သား6ဦးသေဆုံးက10ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုတောင်ကျိုစစ်ကြောင်း KNLA PDF ပူးပေါင်းတပ်ဖွဲ့ကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ဝဲခတ်မိရွာသားအေးအပါအဝင်အနီးပတ်ဝန်းကျင်မှာရှိတဲ့ကြေးရွာနေပြည်သူများဟာစစ်ဘေးလွတ်ရာကိုတိမ်းရှောင်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အချမ်းဘတ်စစ်ကောင်စီကဝန်ထမ်းများနဲ့အငိမ့်စားများအားလုံးကိုဒီကနေ့ဩဂတ်လ၁ရက်နေ့ကစတင်ပြီးတော့လစဉ်လစာငွေကျပ်3000စီထပ်မံတိုးမြင့်ပေးလိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်၂၀၂၃ခုနှစ်အောက်တိုဘာလမှာဝန်ထမ်းများကိုလက်ရှိလစာအပြင်တအူးကိုငွေကျပ်3000 ထောက်ပံ့ခြေကိုပထမအကြိမ်တိုးမြင့်ပေးခဲ့တယ်လို့သိရပါဗျ။ယခုအခါမှာဒီကနေ့ဩဂတ်စ်လ၁ရက်နေ့ကစတင်ပြီးတော့ဒုတိယအကြိမ်အဖြစ်ဝန်ထမ်းများနဲ့အငိမ့်စားဝန်ထမ်းများအားလုံးကိုအပိုထောက်ပံ့ခြေအဖြစ်နဲ့ငွေကျပ်3000စီကိုစစ်ကောင်စီကဒုတိယအကြိမ်ထပ်မံတိုးမြင့်ပေးလိုက်ခြင်းဖြစ်တယ်လို့သိရပါဗျ။မြန်မာနိုင်ငံတော်မှာလက်ရှိဝန်ထမ်းအရေးအတွက်ဟာတိကျတဲ့သမား3000ကျော်ရှိပြီးတော့အငိမ့်စားဝန်ထမ်းအရေးအတွက်ဟာလည်း3000အထက်မှာရှိတဲ့အတွက်ဝန်ထမ်းစုစုပေါင်းတန်းကွဲကျော်အတွက်လစဉ်ငွေကျပ် ဘီလီယံ450ကျော်ကိုတွုံးမြင့်တုံးဆွဲရမှာဖြစ်ပြီးတော့တစ်နှစ်ကိုငွေကျပ်ဘီလီယံ9400ကျော်ကနေပြီးတော့ငွေကျပ်ဘီလီယံ6000နီးပါးစိတ်ကောင်စီကတွုံးမြင့်တုံးဆွဲရမှာဖြစ်တယ်လို့သိရပါတယ်အရင်ကတည်းကတော့မှမြန်မာနိုင်ငံရဲ့အခု2024 2025ဘဏ္ဍာရေးနှစ်အတွက်နိုင်ငံတော်ရဲ့ဘတ်ဂျက်လုံငွေပြမှုဟာငွေကျပ်ဘီလီယံ1000အထက်မှာရှိနေရအခုဝန်ထမ်းတဲ့အငြိမ်းစားများရဲ့လစာများကို ထပ်မံပြီးတော့တိုးမြက်ပေးလိုက်တဲ့အတွက်ဘတ်ဂျက်လုံငွေပြမှုဟာငွေကျပ်ဘီလီယံ2000နီးပါးရှိလာမှာဖြစ်ကြောင်းစစ်ကောင်စီရဲ့စီမံကိန်းနဲ့ဗန္ဒာရေးဝန်ကြီးဌာနထံကနေပြီးတော့သိရှိရပါတယ်။အခု2024 2025ဗန္ဒာရေးနှစ်မှာလည်းကာကွယ်ရေးဝန်ကြီးဌာနတစ်ခုတည်းကပဲ30%အတုံးစီဟာပြီးခဲ့တဲ့နှစ်ကတည်းကဇာတိုးဖြစ်သွားပြီးတော့ပြည်တော်စုရဲ့ကောက်ခံရရှိမဲ့ဗန္ဒာငွေကတော့နေဆက်ကုန်တရေးများအလုံးရပ်ဆိုင်းသွားခြင်းအခွန်ကောက်ခံရရှိမှုရောနေလာခြင်းပြည်ပရင်းနှီးမြှုပ်နှံမှုတွေအလွန်လျော့နေလာခြင်းတို့ကြောင့် ီးခဲ့တဲ့နှစ်ပြည်တော်စုရဲ့ဗန္ဒာငွေရရှိမှုထက်ထောက်ဝက်ကျော်ရောင်းနေလျက်ရှိတယ်လို့သိရပါတယ်။ဒါပေမဲ့ပြည်တော်စုတစ်ခုလုံးရဲ့အတုံးစရိတ်ကတော့စစ်အတုံးစရိတ်ကနှစ်ဆနီးပါးမြင့်တက်သွားခြင်းအရေးပေါ်အတုံးစရိတ်များကိုကိန်းရှင်ထားပြီးတော့တုံးဆွဲနေရခြင်းတို့ကြောင့်ပြီးခဲ့တဲ့နှစ်ကနိုင်ငံတော်အတုံးစရိတ်အ ਨੇ ဆုံးနှစ်ဆနီးပါးမြင့်တက်လာတယ်လို့သိရပါတယ်။ဒါကြောင့်နိုင်ငံတော်မှာဝန်ထမ်းလာစားများတိုးမြင့်မှုစစ်အတုံးစရိတ်များတိုးမြင့်တုံးဆွဲမှုအပါအဝင်စစ်ကောင်စီရဲ့တုံးဆွဲမှုများအတွက် အခုနှစ်ဘန်ဒါယင်းနှစ်မှာငွေကျပ်ဘီလီယံ2000နီးပါးတိုးမြင့်လာခြင်းဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြံဖတ်စေကောင်းဆောင်မင်းအွန်လိုင်းက လုံခြုံရေးအခြေအနေအရရွေးကောက်ပွဲကိုအပိုင်းလိုက်ခွဲခြားပြီးတော့ပြုလုပ်သွားမှာဖြစ်ကြောင်းမနေ့ကနေပြည်တော်မှာကျင်းပပြုလုပ်တဲ့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအစည်းအဝေးမှာပြောဆိုလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီရွေးကောက်ပွဲကိုပြုလုပ်ကျင်းပသွားမှာဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။လုံခြုံရေးအခြေအနေပေါ်မူတည်ပြီးတော့ရွေးကောက်ပွဲပြုလုပ်နိုင်တဲ့နယ်မြေများကိုဥစွာကျင်းပပြုလုပ်မှာဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။လက်တလုံးလုံခြုံရေးအခြေအနေအရရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသေးတဲ့နယ်မြေများကိုလည်းလုံခြုံရေးတွန်းပြန်ကောင်းမွန်အောင်ဆောင်ရွက်ပြီးတော့ ရွေးကောက်ပွဲဆက်လက်ကျင်းပနိုင်ရေးကိုဆောင်ရွက်သွားမယ်လို့အကြံဖတ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောဆိုလိုက်ပါတယ်။ဒါအပြင်လက်ရှိရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးနောင်ချိုကြောင်မဲတီဘောနဲ့ မိုးကုတ်ဒေတာတို့မှာပြစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားခဲ့တယ်လို့သိရပါတယ်အဲ့ဒီဒေတာများတင်းငိမ့်အေးချမ်းရဲ့အတွက်စစ်ကောင်စီကလုံခြုံရေးပိုင်းနဲ့ပတ်သက်ပြီးတော့လုတ်တင်လုတ်ထိုက်တာများကိုအရှိန်ဟုန်မြင့်ပြီးတော့ဆက်လက်ဆောင်ရွက်သွားမယ်လို့အကြံဖတ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောဆိုလိုက်ပါတယ်ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးနောင်ချူကြောင်မဲတီဘောနဲ့မိုးကုတ်ဒေတာများမှာ MNDAA TNLA ဦးဆောင်တဲ့မြောက်ပိုင်းမဟာမိတ်တပ်များနဲ့တော်လိုင်းတပ်များကတိုက်ခိုက်သိမ်းပိုက်ထားတဲ့ဒေတာများဖြစ်ပြီးတော့ အခုလက်ရှိအချိန်ထိကိုအဲ့ဒီဒေတာများမှာတိုက်ပွဲများပြင်းထန်ဆက်လက်ဖြစ်ပွားနေသေးဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မန္တလေးနေပြည်တော်အပါအဝင်နိုင်ငံတော်အမှားရှိတဲ့73စီများပြက်လက်နေပြီးတော့မနက်အစောပိုင်းကစတင်ပြီးတော့ဆိုင်ကယ်ကားများစီရဖို့အတွက်73စီဆိုင်များမှာချိတ်ချိတ်တိုးပြီးတော့တန်းစီနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီနေ့မှာတော့ရန်ကုန်မှာ73စီပြတ်တာအခြေအနေဆိုးတယ်92မရဘူး95မရဘူးဆိုတဲ့ဆိုင်တွေတော်တော်များတယ်။တချို့ဆိုင်တွေကနေ့လယ်လောက်မှဖွင့်မယ်လို့ပြောတယ်။ရတဲ့ဆိုင်တွေမှာလည်းကားတွေတန်းစီနေပြီးတော့တတိယတန်းကြီးပဲ ်မနေ့ကတည်းကအချိန်တွေပိုဆိုးလာတယ်အရင်နေ့တွေကတော့မှအဲ့လောက်အချိန်တွေမဆိုးဘူးလို့ရန်ကုန်ကတက္ကစီရန်မောင်းတုတ်ကပြောဆိုထားပါတယ်အလားတူပဲနေပြည်တော်မှာလည်း73စီများရရှိရန်အတွက်မနေ့ကညနေပိုင်းဒီကနေ့မနက်ပိုင်းတို့မှာကားများအလွန်ရှည်လျားစွာတန်းစီနေရတယ်လို့သိရပါတယ်စတ်သုံးစီအယောင်းဆိုင်တွေမှာစီများကိုကန့်တက်ရောင်းချမှုများရှိနေကြောင်းနေပြည်တော်ကပြည်သူများကပြောဆိုထားပါတယ်နေပြည်တော်ကစီဆိုင်တွေမှာလည်း92ဓာတ်စီကို3000မိုးပဲရောင်းတယ်စီကားအဝယ်နောက်ကျမယ်ဆိုလို့အားလုံးရအောင်မျှပြီးတော့ရောင်းပေးတယ်လို့ဆိုင်ဘက်ကတော့ပြောတယ် စီကားဝင်လာရင်ဖုန်းပြန်ဆက်ပေးမယ်လို့ပြောတယ်စီတန်ကြီးအပြည့်ရောင်းပေးမယ်ဆိုလို့ဖုန်းနံပါတ်ပေးခဲ့လိုက်တယ်လို့နေပြည်တော် Max Design မှာစီဖြစ်နေတဲ့ပြည်သူတို့ကပြောဆိုထားပါတယ်လက်ရှိ73စီပြက်လက်မှုအဆိုးဝါးဆုံးဖြစ်နေတဲ့နေရာကတော့မန္တလေးမြို့ဖြစ်ပြီးတော့ဒီကနေ့မနက်အစောပိုင်းကတည်းကစိုင်းကယ်များ၊၃ဘိန်းများ၊ကားများစီဆိုင်တိုင်းလိုလိုမှာတိုးဝင်နေရတယ်လို့သိရပါဗါးစီများကိုစီဆိုင်တိုင်းမှာအကန့်အသတ်နဲ့သာရောင်းချပြီးတော့ပြင်ပစီဆိုင်များကစိုင်းကယ်စီထည့်နေရတယ်လို့ မန္တလေးကပြည်သူများကပြောဆိုထားပါရယ်စစ်ကောင်စီကတော့လက်ရှိစီဝဲယူရန်အခက်အခဲဖြစ်နေရခြင်းဟာစက်သုံးစီပြက်လက်ခြင်းကြောင့်မဟုတ်ဘဲရေကြီးရေရှမ်းမှုများဖြစ်ပွားနေခြင်းကြောင့်တည်ယူပို့ဆောင်ရေးနှောင့်နှေးနေခြင်းကြောင့်ဖြစ်တယ်လို့ပြောကြားထားပါရယ်ပြည်တွင်းမှာစက်သုံးစီပြက်လက်ရန်မရှိဘဲတိလဝါစိတ်ကဲစီထုတ်တဲ့တာမင်းနယ်များမှာလုပ်ငန်းများရေကြီးရေရှမ်းမှုကြောင့်နှောင့်နှေးနေရခြင်းသာဖြစ်တယ်လို့သိရပါဗျ။တချို့ဒေသများမှာလမ်းခီးအခြေအနေအရစီပေါ့စာကားများရောက်ရှိရန်အနှဲငယ်နှောင့်နှေးကြံ့ကြံ့မှုများရှိနိုင်ကြောင်းပြောကြားထားပါဗျ။ စက်သုံးစီများဖူးလုံစွာရရှိရေးဆောင်ရွက်နေကြောင်းစစ်ကောင်စီရဲ့စက်သုံးစီတင်သွင်းတူလောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကသတင်းထုတ်ပြန်ပြောဆိုထားပါတယ်။ရန်ကုန်ကစက်သုံးစီဈေးနှုန်းများဟာ92ဒက်စီတလီတာကို2630ကျပ်95ဒက်စီတလီတာကို2850ကျပ်ဖြစ်ပြီးတော့မန္တလေးမှာရှိတဲ့စက်သုံးစီအယောင်းဆိုင်များမှာ92ဒက်စီတလီတာကို2910ကျပ်95ဒက်စီတလီတာကို2830ကျပ်စစ်ကောင်စီကသတ်မှတ်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ